တသားမိမိလေးတို့ရဲ့ဇက်တော်ကြီးစေဘွေတွေကဖျားအလောင်းဖြစ်ခဲ့မှုတဲ့တေမီဆိုတဲ့မင်းသားလေးရဲ့အကြောင်းကိုအူအူကောင်းကတသားမိမိလေးတို့ဗဟုသုတရာရှိအောင်ရုပ်ပြကတ်တူလေးတစ်ပွဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖျားအလောင်းဖြစ်ခဲ့မှုတဲ့တေမီမင်းသားလေးရဲ့အကြောင်းကိုအူအူကောင်းကအခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရုပ်ပြကတ်တူလေးရဲ့နာမည်ကတေမီရဆန်တဲ့။ဟိုးရှိရှိတို့ကဘာယာနဒီပြည်မှာ ကာတီကရစ်ဆိုတဲ့ဘယင်တစ်ပါးရှိတယ်။ဘယင်ကြီးမှာနဲမွေစက်ခံမဲ့ကလေးတယောက်မှမရှိဘူးတဲ့လေ။တနေ့တော့ဘယင်မိဘကြီးဆန်နာဒီဝီဟာဘယင်ကြီးတိတ်လို့နေတဲ့တားတော်လေးတစ်ပါးမွေးဖွားပေးခဲ့ပါတယ်။အဲဒီတားတော်လေးကိုတေမီယာကုမာရာလို့နာမည်ပေးလိုက်ကြတဲ့နဲမွေစက်ခံမဲ့နန်းလျာမင်းသားလေးမွေးပြီးတဲ့အတွက်ဘယင်ကြီးကပြောပြီး လူရာစုတစ်ခုတောင်းစီလို့မိဖုရားကြီးကိုပြောလိုက်တဲ့မိဖုရားကြီးကတော့အဲ့ဒီစုကိုအခုချက်ချင်းမတောင်းသေးပဲသားတော်လေးကြီးလာမှတောင်းပါမယ်လို့ဘယင်ကြီးကိုပြင်ပြောလိုက်တဲ့ကွယ်ဘယင်ကြီးဟာသားတော်တေမိမင်းသားလေးကိုတိတ်ချစ်တော့အမြင့်ပွေချီထားတဲ့တရားစီရင်ရင်တောင်းမင်းသားလေးကိုရင်ခွင်ထဲမှာထွေးပွေပြီးတရားစီရင်တတ်သေးတယ်တရံမှာတော့ဘယင်ကြီးဟာမင်းသားလေးကိုချီထားရင် အပြစ်လုပ်ထားတဲ့တက်ခိုးလေးယောက်ကိုတက်စီလို့အမိန်ပေးလိုက်တာပေါ့ကွယ်ဒေမီလီကဖယားအလောင်းဆိုတော့အတိတ်ကအဖြစ်တွေကိုပြင်မြင်နိုင်တဲ့အစွမ်းရှိတယ်။ဘယင်ကြီးရဲ့အမိန်စကားကိုတင်မိမင်းသားကြတဲ့အခါသူအတိတ်ဘဝတုန်းကဘယင်တပားဖြစ်ခဲ့မှုတော့သူမဆုံးဖြတ်မိပြီးအပြစ်မဲ့တဲ့သူတွေကိုပြစ်တင်ချခဲ့လို့သူတည်သွားတဲ့အခါငရေမှာအချိန်ကြာကြီးကြားခဲ့ရတာတွေကို ပြင်မြင်အောင်လာပြီးဒီဘဝမှာ ဘရင်ထက်မလုပ်ချင်တော့ဘူးတယ်ကွယ်ဒီလိုတီမိမင်းသားလေးဆိုရင်ပြီးကြောက်လန့်နေတာကိုဟိုးရင်ဘဝအဟောင်းတစ်ခုမှသူ့ရဲ့အမိဖြစ်ခဲ့ဘူးတဲ့ထီးဖြူဆောင်နဲ့သမီးတိသွားတော့ဘရင်မလုပ်ချင်ဘူးဆိုရင်စွန့်အာနားမကြားချင်အောင်စောင့်နေဖို့တီမိမင်းသားလေးကိုအချင်းပြေးလိုက်တယ်အဲဒီနေ့ကစပြီးတီမိမင်းသားလေးဟာထီးဖြူဆောင်နဲ့သမီးအချင်းပြေးတဲ့အတိုင်းစကားမပြောတတ်သလိုနားမကြားသလိုဟန်ဆောင်ပြီးနေလိုက်တော့တဲ့ကွယ် မင်းသားလေးဟာနှုတ်ဆောင်ရင်တော့မငိုတော့ဘူးသူကလာတိုင်းမှာတောက်တယ်ဒါကိုအထင်းတော်တွေတတိထားမိပြီးตาတော်လေးစကားမပြောတော့ဘူးလို့ဘယင်ကြီးကိုသွားလျှောက်ကြတယ်ဘယင်ကြီးလည်းရုတ်တရက်စကားမပြောတော့တဲ့မင်းသားလေးကိုကြည့်ပြီးအကြောင်းတစ်ခုခုရှိလို့သာမင်းသားလေးစကားမပြောတာလို့တွေးမိနေတဲ့ခွေနောက်တစ်ချိန်တိုင်းပြည်ကိုအုပ်ချုပ်ရမယ်မင်းသားမို့စကားမပြောနိုင်လို့မဖြစ်ဘူးလေဒီတော့ဘယင်ကြီးလည်းตาတော်လေးစကားပြန်ပြောလာအောင် ပရောဟိတ်တွေစေးစီဟာတွေနဲ့တိုင်ပြီးပြီးနီးမျိုးစုံနဲ့စင်းကြီးကြတာပေါ့ကွယ်အသက်နှစ်နှစ်သာရောက်လာတယ်မင်းသားလေးကစကားပြေမပြောသေးဘူးဒီတော့စေးစီဟာတွေကမင်းသားလေးကခလေးဆိုတော့မုံစားကြည့်စကားပြောလာမှာပဲဆိုပြီးတေမိမင်းသားလေးရှိမှမုံတွေချပေးတယ်အသက်၃နှစ်ပြည့်တော့လဲတစ်သီးတွေချပေးပြီးမင်းသားလေးကိုမြူကြည့်တယ်တေမိမင်းသားလေးဟာအစားစားခြင်းစိတ်ထက် မေးကြမှာပို့ပြီးကြောက်နေတော့အသင်လည်းမထွက်ဘာမှမယူစားပဲနေတဲ့ကွယ်အသင်ငားနေပြီတော့မင်းသားလေးအစားစားချင်လာရင် စကားပြောလာမှာပဲဆိုပြီးအရသာရှိတဲ့ဓမီဟင်းကြီးပြကြည့်ပြန်တဲ့တင်မီမင်းသားလေးကတော့လာကျွေးမှာပဲစားတယ်စကားလုံးဝမပြောဘူးအစားအစာနဲ့စမ်းတလူမရတော့ဘယင်ကြီးဟာချောင်းနဲ့အရွယ်မင်းသားလေးနဲ့ကစားပေါ်တွေကိုတဲတဲထဲထားပြီးမီးလန့်ကြည့်ပြန်တယ်တဲကြီးမီးလောင်တော့ တခြားကလေးတွေကကြောက်ပြီးအော်ပြေးပြီမဲတီမီလီကတော့မီးအပူထက်ငရေကြမှာကိုပိုးပြီးကြောက်တာမို့မလုံးမရနေတဲ့မင်းသားလေးမီးမလောက်အောင်အထင်းတော်တွေကအမြင်ဆွေးထုတ်ရတယ်တဲ့မင်းသားလေးခုနှစ်နှစ်ပြီတော့ဘယင်ကြီးကမင်းသားလေးကြောက်ပြီးအော်အောင်ဆင်းနေချောက်ကြီးရဲ့အသက်ရှင်နေပြီတော့မွေးနဲ့ထက်ချောက်ကြီးပြန်နေအသက်၉နှစ်ပြည့်တဲ့အခါမှာတော့မင်းသားလေးပြောပြီးစကားတွေပြောလာအောင်သူ့ရှိမှာ ကာကုန်တီးမှုပြကြတယ်။ကျန်တဲ့သူတွေကလက်ခုလဝါဒီပြုတ်ရှင်ကြပြီမဲ့တေးမိမင်းသားတွေကတော့တုတ်တုတ်တောင်မလှုပ်ဘူးတယ်လေ။တေးမိလေးအသက်ဆယ်နှစ်ပြည့်တော့ချောက်ပြီးစကားပြောလာအောင် လူစုကြီးကဓာတ်နဲ့ကုန်မဲ့ပုံလှုပ်ပြပြီမဲ့တေးမိမင်းသားတွေကမတူလှုပ်ပြန်ဘူး။စတနစ်မှာမင်းသားလေးနာနာကိုကခယူတင်းနေအခြေကြီးမှုတ်ကြီးတယ်အသက်၁၂နှစ်မှာစီတော်ကြီးကိုအခြေကြီးတီးပြီး ထက်ဆန်းကြည့်ကြသေးတယ်။ဒါပေမဲ့တီမိမင်းသားကတော့လက်မအော်ဘဲမကြားသလိုမသိသလိုသာနေတဲ့ကွယ်။တဆက်၃နှစ်ရောက်တော့ရုတ်တရက်မျက်စိကျင်းသွားရင်မင်းသားတို့အော်မိမှာပဲဆိုပြီးအမောင်ကန်းနေမင်းသားကိုတည်းစင်မီးတွေလင်းထင်နေအောင်တပြိုင်တည်းထွန်ကြည့်ကြတယ်။တဆက်၄နှစ်မှာတော့မင်းသားလေးတစ်ကိုယ်လုံးကိုတိတ်ချိုးတဲ့တင်လေးရီတွေလိမ့်ပြီးပျက်စိတ်တည်ရင်ကောင်းတွေကို တင်ထားတဲ့အကောင်လေးကရင်သိကိုနာပေမဲ့တင်းမိမင်းသားလေးကလုံးဝမအော်ဘူးမနာကျင်တယ်လို့ပဲနေခဲ့တယ်ကွယ်အသက်၁၉နှစ်ရောက်တော့စေချိုတဲ့အွယ်မင်းသားလေးကိုလှပချိုးမိုးတဲ့မိန်းကလေးတွေနဲ့ဆွေးဆောင်ပြီးစကားပြောလောက်အောင်စူးစားကြပြန်နေဒါပေမဲ့တင်းမိမင်းသားလေးဟာဘလူစမ်းသက်မှုတွေပဲလို့လို့ဘာမှပြန်မပြောပဲစွန့်အားနားမချသလိုသာ နေခဲ့ပါတယ်ကွယ် 38နှစ်လုံးလုံးစမ်းသပ်မှုတွေအမျိုးမျိုးလုပ်ပြီးမြေတင်မိမင်းသားဟာကြောက်တာကိုလည်းမပြနာတာကိုလည်းမအောစားတာကိုလည်းမမှုဘာကိုမှလည်းစိတ်မဝင်စားတဲ့အခါသူ့အဖေဘယင်ကြီးလည်းအခက်တွေ့နေတော့တာပေါ့ဝူးမတ်တွေလည်းအကျဉ်ထက်မပြီးတဲ့တော့သူတို့အပြစ်လွတ်အောင်စွန့်အားနားမကျတဲ့တင်မိမင်းသားလေးရှိနေတာဟာတိုင်းပြည်အတွက်မကောင်းဘူးဆိုပြီးမင်းသားကိုလဲလို့မမထားပဲညီမြို့တက်ပြဖို့အတင်းတောင်းဆိုကြတဲ့ကွယ် မင်းသားလေးကိုတတ်ပြစ်တော့မေးတဲ့တင်ကိုမိဖုရားကြီးကြတော့မင်းသားလေးမွေးကစားကဘယင်ကြီးစုတစ်ခုတောင်းခိုင်းတာကိုတတိရသွားတယ်ထို့အခါဘယင်ကြီးကိုအခုလိုပဲပြောတဲ့မင်းဖြစ်လာတဲ့အခါမင်းသားလေးစကားပြောလာမှာပါလို့ပြောပြီးမင်းသားလေးကိုဘယင်ပြီးလို့ဖို့တောင်းဆိုလိုက်တဲ့ဘယင်ကြီးကမင်းသားလေးကိုခုနှစ်ရက်တိတိဘယင်အဖြစ်နေခိုင်းလိုက်တဲ့ကိုတေးမိမင်းသားလေးရဲ့အမေမီပြားကြီးက ူ့ရဲ့သားကတကယ်စွန့်အာနာမကြတာမဟုတ်ပဲဟန်ဆောင်နေတာကိုသိရတယ်။ဒီတော့တေမိမင်းသားကို စကားပြန်ပြောဖို့ချော့မှုပြောတာပေါ့။မင်းသားလေးကလည်းသူ့အမေကိုတနာပြီမေ။သူ့ရဲ့အတီတန်ကို အပြစ်မခံမေမတူမလို့ဘာမှပြန်မပြောဘဲနေရတဲ့တည်းကွယ်။ခုနှစ်ရက်ပြည့်တဲ့နေ့တည်းတေမိမင်းသားလေးကစကားမပြောလာတော့ဘီရင်ကြီးလေးစိတ်ဆိုးဆိုးနဲ့မူမတ်တွေတောင်းဆိုတဲ့အတိုင်းတေမိမင်းသားကို တော်တယ်မှာမြေမြုပ်တက်ပြစ်စီလို့အမင်းချလိုက်တဲ့ကြွေဒီတော့ယထာရင်းလေးမင်းသားလေးကိုပွေ့ချီခေါ်သွားပြီးနင်းတို့ရဲ့အနောက်တကားကနေယထာကိုတော်တဲ့ကိုမောင်းသွားတဲ့တော်တဲ့ရောက်တဲ့အခါယထာရင်းကမင်းသားကိုအဝတ်စားတွေကိုချုပ်ခိုင်းလိုက်ပြီးသူကတော့မင်းသားကိုမြုပ်ဖို့တွင်းတွင်းကိုတူးနေတဲ့ဒီတော့တင်းမိမင်းသားလေးလေးအခုစကားပြောချင်တန်ပြီလို့တွေ့ပြီးသူကတကယ်စွန့်အာနေတာမဟုတ်ပါဘူး ဘယင်လူရမှာကြောင့်လို့စကားမပြောတာပါလို့ယထာတင်းကိုပြောပြလိုက်တဲ့ကွယ်မင်းသားစကားပြောတာကြာရတော့ယထာတင်းလည်းမြည်တူးနေတာကိုယမ်းနန်းတော်ကိုအမြင်ပြန်လာပြီးဘယင်ကြီးကိုအချောင်းဆုံးရှောက်တင်လိုက်တာပေါ့ဘယင်ကြီးနဲ့မိဖုရားလည်းတေမိမင်းသားလေးစကားပြန်ပြောလာပြီးဆိုတာသိရတော့တိတ်ကဝမ်းသာသွားပြီးမင်းသားလေးရှိတဲ့နေရာကိုအမြင်လိုက်လာကြတယ်သူတို့ရောက်လာတဲ့အခါတေမိမင်းသားလေးက သူအောင်ဘရင်လိုရမှာကြောင့်လို့စွန့်အားနာမချောင်းရောင်ဆောင်ခဲ့ကြောင်းပြောပြပြီးတီလာနဲ့ဘဝနာအကြောင်းအားလုံးသိအောင်တရားဟောပြတဲ့ကွယ်အေဒီနောက်မှာတော့တီမီမင်းသားလေးဟာချီနန်ကိုစွန့်တောထွက်ပြီးတရားအားထုတ်တော်မူသွားတဲ့ကွယ်တသားမိမိလေးတွေဘုရားအောင်တီမီကုမာရာမင်းသားလေးဟာအလွန်ကိုထူးဆန်းနေလို့တသားမိမိလေးတို့မထင်မိဘူးလားဘာကြောင့်လဲသူက ဖရာအလောင်းဖြစ်ခဲ့ဘူးတော့ဖရာအလောင်းဖြစ်ခဲ့ဘူးတော့ကိနေတာကင်းစင်နေအပြုံကင်းစင်နေသူကနာကျင်ထိခိုက်စေတဲ့အရာတွေကိုလည်းသူဟာတိလတမာရီအာကုနေပဲဖြေရှင်းနေသူရဲ့တန်တိတ်တန်ချထားတဲ့အတိုင်းတရားကျင့်စဉ်ကသာသူကျင့်နေဒါကြောင့်အရာခက်သိန်းကိုသူဒီဝစီပိတ်လေးကျင့်ပြီးတော့သာနေတိုင်းဖြတ်တန်းခဲ့တာပေါ့ဒါကိုတော့ဥက္ကောင်က ုံမြင်လေးတပွဲတသားမမီလေးကိုဗဟုသုတရာရှိအောင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဂိမ်းပုံမြင်လေးကတော့တလောက်ပါပဲသားတို့သမီးတို့ရေဇတောကြီးစေဝဲတွေကတိမိယဇတ်ဆိုတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတသားမမီလေးတို့လည်းအသိပညာဗဟုသုတတခုခုတော့ရရှိတော်လိမ့်မယ်လို့ဦးခေါင်းကယုံကြည်မိပါတယ်။နောက်ထပ်နောက်တစ်ခေါက်မှလည်းဘလူပုံမြင်လေးတွေကိုဖတ်ပြပေးသွားအောင်မလဲဆိုတော့ဦးကောင်းရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးသွားရင်လည်း နောက်စင်အပိပို့ကိုလည်းမမိနိုင်ဘူးနော်ပုံမြင်အစ်စ်လေးတွေနဲ့တူတသားမိမိလေးတို့နဲ့ပြင်ဆင်ကြမယ်နော်တတား